မြန်မာနိုင်ငံသားတွေအနေနဲ့တရုတ်နိုင်ငံဘက်ခြမ်းကိုအလုတ်သွားလို့မယ်ဆိုရင်တရဝင်းသွားလာခင်ပြုထားတဲ့မြို့နယ်တွေထက်ကျော်လွန်ပြီးမသွားကြဘို့နေဆက်စစ်ဆေးစကန်တာဝန်ခံတဦးကပြောကြားလိုက်ပါတယ်ခွန်စော်ဦးကသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံဘက်ခြမ်းကိုအလုတ်သွားလို့ကြမယ်မြန်မာနိုင်ငံသားတွေအနေနဲ့တရားဝင်သွားလာခွင့်ပြုထားတဲ့မြို့နယ်တွေကနေကျော်လွန်ပြီးမသွားကြဘို့ချင်းရွာနေဆက်စစ်ဆေးစကန်တာဝန်ခံလောက်ကမှုဦးမြတ်စောကပြောကြားလိုက်တာပါမြန်မာနိုင်ငံခုမြူရာ main တိုင်ထိပဲပို့ နေဆန်းမျိုးနဲ့နေဆန်းမျိုးနဲ့မိန့်တယ်မျိုးတွေပြီးခုန်ကြတယ်ဒါပေမဲ့ဟိုဘက်ကတရုတ်နိုင်ငံသားတွေကအတွင်းပိုင်းတိပေါ့နေဆန်းကိုကြော်ပြီးအတွင်းပိုင်းတိခေါ်သွားတာရှိတယ်။ဥပမာကျင်းအန်းလို့ပါလို့ပေါ့နော်။နောက်ဘက်ခွိမင်လို့ပါလို့အဲ့ကြတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ခွင့်ပြုချက်မပေးဘူးတရုတ်ကလည်းခွင့်ပြုချက်မပေးဘူး။အဲ့မှာကျွန်တော်မြန်မာနိုင်ငံအလို့သမားပါတပိုင်းဆုံးနေဆိုတော့သွားလို့မရတဲ့နေမျိုးရောက်သွားရတဲ့သူတို့မှတပိုင်းဆုံးသွားတယ်။ဒါကြလို့အလို့ရှင်ကသူတို့လက်ကုန်လို့လောက်စားလောက်ခသက်စားမပေးချင်ဘူးဆိုရင်သူတို့ညှိထားလို့ရပါမလား။ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တချို့ကမြန်မာလုပ်သားတွေကိုအလုတ်လုတ်ခိုင်းပြီးလို့လုပ်အားလာကမပေးခြင်းဘူးဆိုရင်တရုတ်ရဲကိုဖမ်းခိုင်းတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။လုပ်ကတလောက်2000ခုမှ9လလုတ်တဲ့လုပ်သမားက1000လောက်ရှင်းရအောင်မယ်။9လပြီလို့1000လောက်သူမရှင်းဘူး။ဒါတယောက်ပေါ့။နှစ်ယောက်ဆိုရင်1000ရှင်းအောင်ရှင်းရမယ်။အဲ့လိုမရှင်းဘူးဆိုရင်သူဘာလုပ်လဲဆိုတော့တရုတ်ရဲနဲ့ပေါင်းပြီးတော့တရုတ်ရဲကိုဖမ်းခိုင်းတယ်။သူကတော့ဆောင်ထွက်သွားတော့။အဲ့မျိုးမြစ်ပြီးတော့လုပ်လို့ရှိရင်ကိုယ်မြန်မာနိုင်ငံအလုပ်သမားလုခလက်ကလည်းမရဘူး။ ပြီးတော့အဖမ်းလဲခံရတယ်အထုတ်လဲကြတယ်ပြီးတော့ဒီတိုင်းပြန်လာတော့မနော်အဲကြောင့်မသွားစီချင်းပါဘူးလုပ်ငန်းရှင်ကလောအလားကရှင်းပေးပေမဲ့ဂျားပွဲစားကိုယ်စားလှယ်တွေကလောအလားကမရှင်းပေးတဲ့ဖြစ်တွေလည်းရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူတကူကဆိုပါတယ်ဒါလည်းခွင့်မြင်တာပေါ့အဲ့နာလဲမှာကျွန်တော်ဒီလိုမျိုးတောင်းတယ်တောင်းပါပေါ့နော်ထန်ယူသားတယ်ရောအဲ့လိုမျိုးခောက်တာဟောရင်တည့်ရ80လောက်ရတယ်80လောက်ရဆိုတော့အဲ့အားတွေပေါ့နော်80လောက်ရတာကို ဟိုတထက်ကတော့ရှင်းပြရမနော်ကိုစလေကပက်စင်တာကျမ်းမပဲဘူးကျွန်တော်အဲ့လိုမျိုးလေဟိုသင်လူတယောက်ကိုမြန်မာဝင်နဲ့တွေ့မယ်ဆိုတော့သင်30 20 20အဲ့လောက်အစိုက်ပေါ့တရုတ်ဘက်ချမ်းကိုအလုတ်သွားလုံးမယ်ဆိုရင်တရားစုံစမ်းပြီးမှချိတ်ဆက်သွားတင်တယ်လို့လှုပ်သားတူကပြောပါတယ်တချို့ဆိုရင်လာခေါ်ပြီးတော့အဆင်မပြေတာတွေရှိတာပေါ့တရားပေးမယ်လို့ပြောပြီး80လည်းပေးခြင်းပေးတာတချို့ကျမပေးရပြန်လွတ်တာတွေရှိတာပေါ့ ဒါမှလည်းသူတွေဆရာလေးကိုယ်ခေါ်တဲ့လူတွေဆရာမေးမြန်းပြီးမှတိကျမှသွားဖို့အဲ့လိုပြောချင်တာချင်းရွှေဝနယ်ဇက်ဂိတ်ကနေတဆင်းတရုတ်နိုင်ငံဘက်ချမ်းကိုနှိမ့်စင်ဝင်ထွက်တွားလာသူ၈၀၀နီးပါးရှိပါတယ်ကျွန်တော်ခွန်စောဦးပါ